ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစ်ဒီနေ့မှာတော့အော်တိုဘားလာ၁၈ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေမုန်တိုင်းအသည့်ဖြစ်ပေါ်နေတဲ့သတင်းတွေမုတ်တုံလေးအလွန်သတိထားရမယ့်ရာသီဥတုသတင်းအခြေအနေတွေကိုတင်ဆက်ပေးသွားပါမယ်မြန်မာပင်လယ်ပြင်မှာထူးခြားလာတဲ့မိုးလေဝသအခြေအနေကတော့အိန္ဒိယမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်ော်မြောက်ပိုင်း Troposphere level ရဲ့ထက်ဝက်အမြင့်6ကီလိုမီတာအမြင့်ပေ2000ခန့်အထိဆက်ဆက်လျက်ရှိတဲ့လေပိုလိုင်းတစ်ခုဖြစ်ပေါ်လျက်ရှိကြောင်းတွေ့ရပြီး ဘင်္ဂလားပင်လယ်အော်မှာတိမ်ထူထက်နေကြောင်းပါရှိပါရယ်။အဲ့ဒီထုတ်ပြန်ကြမှာပဲအော်တိုဘားလ24ရက်နေ့မှာဘင်္ဂလားပင်လယ်အော်ရှေ့တောင်ပိုင်းမှာလေပြင်းအားနိုင်ရုံဝန်တစ်ခုဖြစ်ပေါ်နိုင်ကြောင်းပါရှိပါရယ်။တင်ချာပုံစံပြုဂျိုတင်ခံမန်းမော်ဒယ်ရီအရအော်တိုဘားလ22ရက်နေ့မှာစတင်ပြီးဘင်္ဂလားပင်လယ်အော်နဲ့ကပလီပင်လယ်ပင်တို့ထိစပ်တဲ့အက်မန်ဂျွန်းစုတောင်ပတ်မှာလေပွေတိုင်းတစ်ခုစတင်ဖြစ်ပေါ်ပြီးအနောက်ဘက်အရဘင်္ဂလားပင်လယ်အော်ရှေ့တောင်ပတ်ကိုဆက်လက်ရွေ့ရှားကပုံမူအားကောင်းလာပြီး အော်တိုဘလာ24ရက်နေ့မှာလီဗီယာနဲ့ယမန်စတင်ဖြစ်ပေါ်လာနိုင်ကြောင်းကြိုတင်ခန့်မှန်းထားတာတွေ့ရပါတယ်။လီဗီယာနဲ့ယမန်ဟာအနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျှားပြီးအော်တိုဘလာ28ရက်နေ့နက်ပိုင်းမှာဒီပရက်ရှင်အားကောင်းတဲ့လီဗီယာနဲ့ယမန်ဖြစ်လာနိုင်ပါတယ်။အော်တိုဘလာ19ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖျက်ချော်တိုက်ခတ်ပြီးတဲ့နောက်တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်လာမယ့်အပူပိုင်းလီဗီယာနဲ့ယမန် Tropical Depression 29W မူလအမည် Invest 96W က အော်တိုဘာ23ရက်နေ့မှာဗီယက်နမ်ကမ်းခြေကိုဖျက်ကျော်ဝင်ရောက်ရန်ချင်းကပ်လာပြီးဘင်္ဂလားပင်လယ်ော်မှာလေပြင်းအားနဲ့ရဝန်စတင်ဖြစ်လာတဲ့ငယ်တိုက်ဆိုင်ခဲ့ရရှိပါတယ်။အော်တိုဘာလ23ရက်နေ့24ရက်နေ့ရက်ထိတောင်တရုတ်ပင်လယ်နဲ့ဘင်္ဂလားပင်လယ်ော်တို့မှာဖြစ်ပေါ်လာမဲ့လေပြင်းအားနဲ့ရဝန်မုန်တိုင်းတို့ရဲ့မုန်တိုင်းရှိန်တက်ရောက်မှုများမြန်မာနိုင်ငံပေါ်ကြားရောက်နိုင်ခြင်းမရှိကြောင်းတွေ့ရပါတယ်။ကမ်းနီးပင်လယ်ပြင်များမှာတော့အော်တိုဘာလ23ရက်နေ့24ရက်ဒီနှစ်ရက်အတွင်းမှာလှိုင်းလေပြင်းထန်နိုင်ပါတယ်။ ပင်လယ်ပြင်မှာအရှိပမာလေပြင်းတနာီမိုင်30ခန်းနဲ့လှိုင်းအမြင့်6ပေခန်းရှိနိုင်ပါတယ်။ဆက်လက်ပြီး9ရက်အတွင်းမန္တလေးတိုင်းဒေသကြီးမှာမိုးရွာသွန်းရရှိနိုင်တဲ့အခြေအနေများကိုတင်ပြပေးသွားပါမယ်။မန္တလေးတိုင်းဒေသကြီးအတွင်းမှာမြို့နယ်ခရိုင်အချို့နဲ့ကြောက်စဲမိထီလာရမဲသိမ်းမြို့နယ်ခရိုင်တွေမှာ9ရက်တစ်ပတ်အတွင်းမိုးရေချိန်လေးလမအထက်မြင်းကြံတာစီမလှိုင်းရောင်းမြို့နယ်နဲ့ခရိုင်တွေမှာ9ရက်တစ်ပတ်အတွင်းမိုးရေချိန်3လမအထက် နထိုးကြီးမန္တလေးဝမ်းတွင်ပျော်ဝယ်မြို့နယ်နဲ့ခရိုင်တွင်မှာခொနှစ်ရက်တပတ်အတွင်းမိုးရေချိန်နှစ်လက်မှအထက်မတရားအမရပူရပြင်ဦးတွင် စင်ကူတောင်သာငစုံမြို့နယ်နဲ့ခရိုင်တွင်မှာမိုးရေချိန်တစ်လက်မှအထက်စသဖြင့်မိုးရေချိန်များရွာသွန်းရရှိနိုင်ပါ रे ယခုတပတ်အတွင်းမန္တလေးတိုင်းဒေသကြီးတွင်မှမြို့နယ်ခရိုင်တော်တော်များများမှာမိုးအနှိမ့်ငယ်မှာမိုးအထင်တင်ဆက်လက်ရွာသွန်းနေနိုင်ပြီးနေရာကွက်ကြားမိုးတဲထန်နိုင်ပြီးရေစီးလာမကောင်းတဲ့ရက်ကွက်ဒေသတွေမှာ ခိတမြရေကြီးရေလွှမ်းနိုင်ပါမယ်။ထပ်မံပြီးတော့အပူချိန်လေးတိုင်နှုံလေးလူဆိုတိုင်းစားနဲ့လေးလူညဉ့်ညံ့မှုနဲ့ခရမ်းလွန်ရောင်ကြီးအခြေအနေများကိုတင်ပြပေးသွားပါမယ်။ပြန်မြအားဖြင့်အမြင့်ဆုံးနေ့အပူချိန်30ဒီဂရီဆယ်စီယက်နဲ့အနည်းဆုံးညအပူချိန်24ဒီဂရီဆယ်စီယက်ရှိနိုင်ပြီးတောင်ပေါ်ဒေသတွေမှာအမြင့်ဆုံးနေ့အပူချိန်8ဒီဂရီဆယ်စီယက်မှ30ဒီဂရီဆယ်စီယက်ထိရောင်းနေနိုင်ပြီးအနည်းဆုံးညအပူချိန်4ဒီဂရီဆယ်စီယက်ခန့်ရောင်းနေနိုင်ပါတယ်။ မန္တလေးတိုင်းဒေသကြီးတွင်းမှာအမြင့်ဆုံးလေတိုက်နှုန်းတနအီ15မိုင်ခန့်အထိရှိနိုင်ပြီးနေ့လယ်ပိုင်းအချိန်တွေမှာလေဒုဆိုတိုင်းစ60ရာခိုင်နှုန်းခန့်နဲ့ညပိုင်းနနက်အစောပိုင်းအချိန်များမှာ80ရာခိုင်နှုန်းမှ90ရာခိုင်နှုန်းရှိနေနိုင်ပါမယ်။လေဒုဆိုတိုင်းစမြန်မာနေချိန်မန္တလေးတိုင်းဒေသကြီးမြောက်ပိုင်းမတရားမြို့နယ်ခရိုင်တွင်းမှာခံစားရတဲ့အပူချိန်40ဒီဂရီဆယ်စီယက်အထိရှိနိုင်ပြီးတော့ပူအိုက်နေနိုင်ပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်းယခုတစ်ပတ်မှာလေဒုညဉ့်နှံမှုအညွန့်ကိန်း AQI value အမြင့်ဆုံး40အောင်မှာရှိနေနိုင်ပြီး ကျမ်းမာရေးအန္တရာယ်ဖြစ်စေနိုင်တဲ့ level မဟုတ်တဲ့အတွက်စိုးရိမ်ညံမလိုအပ်ပါဘူးဆက်လက်ပြီးမုံတိုင်းတလုံးဖြစ်ပေါ်နေတဲ့အခြေအနေကိုတင်ဆက်ပေးပါမယ်2025ခုနှစ်အော်တိုဘာလ18ရက်မှ22ရက်နေ့ထိအနောက်ပစိဖိတ်သမုဒ္ဒရာမှာဖြစ်ပေါ်လာတဲ့ 96W လေးဖီအားနည်းရဝံ LPA မှာဖိလစ်ပိုင်ရှေ့ပင်လယ်မှာမုံတိုင်းငယ်ဖြစ်ကိုရောက်ရှိကာလေတိုက်နှုန်း55ကီလိုမီတာမှအမြင့်ဆုံးလေတိုက်နှုန်း80ကီလိုမီတာခန့်တိုက်ခတ်နိုင်ကာအနောက်ဘက်ကို30ကီလိုမီတာနှုန်းဖြင့်ရွေ့ရှားလျက်ရှိပါသည် အော်တိုဘလာ16ရက်နေ့မှာအပူပိုင်းမုံတိုင်းမှာလေတိုက်နှုံး65ကီလိုမီတာခန့်တိုက်ခတ်နိုင်ကအနောက်နဲ့အနောက်မြောက်ဘက်ကို20မှ25ကီလိုမီတာနှုန်းဖြင့်ဆက်လက်ရွေ့လျှားပါမယ်။ဖိလစ်ပိုင်နိုင်ငံလူစုံမြောက်ပိုင်းနေရာမှာကြော်ဖြတ်ရိုက်ခတ်လာမှာဖြစ်တဲ့အတွက်ပါကာစာသတိပေးချက်များထုတ်ပြန်ထားလျက်ရှိပါတယ်။အော်တိုဘလာ16ရက်နေ့မှာအပူပိုင်းမုံတိုင်းဟာလေတိုက်နှုံး85ကီလိုမီတာမှ65ကီလိုမီတာခန့်ထိတိုက်ခတ်နိုင်ကအနောက်နဲ့အနောက်မြောက်ဘက်ကို20ကီလိုမီတာနှုန်းဖြင့်ရွေ့လျှားနိုင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံလူဆုံမြောက်ပိုင်းနေရာများမှာကြော်ဖြတ်ရိုက်ခတ်လာမှာဖြစ်တဲ့အတွက်ပါကာစာသတိပေးချက်များထုတ်ပြန်ထားလျက်ရှိပါတယ်။အော်တိုဘလာ20ရက်နေ့မှာအပူပိုင်းမုန်တိုင်းဟာလေတိုက်နှုန်း85ကီလိုမီတာမှ85ကီလိုမီတာခန့်အထိတိုက်ခတ်နိုင်ကာအနောက်နဲ့အနောက်မြောက်ဘက်ကို20မှ25ကီလိုမီတာနှုန်းဖြင့်ဆက်လက်ရွေ့ရှာနိုင်ပါမယ်။အော်တိုဘလာ21ရက်နေ့မှာအားကောင်းသောမုန်တိုင်းဖြစ်ကိုရောက်ရှိကာလေတိုက်နှုန်း100ကီလိုမီတာခန့်တိုက်ခတ်နိုင်ကာအနောက်ဘက်ကို30ကီလိုမီတာနှုန်းဖြင့်ဆက်လက်ရွေ့ရှာနိုင်ပါမယ်။ အော်တိုဘလာ22ရက်နေ့မှာအားကောင်းသောမုန်တိုင်းဖြစ်လေတိုက်နှုန်း130ကီလိုမီတာခန့်တိုက်ခတ်နိုင်ကာအနောက်နဲ့အနောက်တောင်ဘက်ကို30ကီလိုမီတာနှုန်းဖြင့်ဆက်လက်ရွေ့ရှားနိုင်ပါမည်96 W မှာမုန်တိုင်းဖြစ်ပါလာက30 W 24 W fashion နာမည်ကို CMA မှလှည့်ကြရောက်၍နာမည်သတ်မှတ်ပေးပါမယ်အခုဆက်လက်ပြီးမြေရေအခြေအနေများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်6နိုင်ခွဲချင်းတိုင်းထွာကြရမြေကြီးနားမြို့ရဲ့မြေဟာလေးလက်မှခံထက်ကြပါဗျ။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ဟာ 28.5 degree celsius ရှိခဲ့ပြီးယနေ့အနေဆုံးပူချိန်ကတော့16.2 degree celsius ဖြစ်ပါရယ်ခင်ဗျာမြေကြီးနားမြို့ရဲ့မြေဟာဆိုရင်ရေမှတ်1200 cm တို့ရောက်ရှိဖို့အတွက်819 cm 28ပေနီနီခန့်အလိုမှာရောက်ရှိနေပါတယ်မြေကြီးအတက်ကြပုံမှန်နေထားခန့်မှာရှိနေပါမယ်ထူးကဲမြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာအေရရီမြေထပ်ပိုင်းမှာမိုးအားအသင့်တင်ရှိနေပါတယ်ရန်ဖန်ရန်ခါအေရရီမြေဆောင်ထပ်ပိုင်းမှာနေရာကွက်ကြားမိုးသက်ထန်စွာရောက်သွန်းခြင်းများကြောင့် မြစ်ကြီးနားမြစ်ရေကြာဆင်းနေရမှာပြန်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါဦးမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ AR မြစ်အထက်ပိုင်းမေခါမြစ်နယ်မလိခမြဝမ်းဒေသများမှာမိုးတိမ်တောင် ဖြစ်ထွန်းမှုအားအနေငယ်ရှိနေပါတယ်။ AR မြေရိုးတစ်လျှောက်နဲ့ချင်းနွဲ့မြေရိုးတစ်လျှောက်မြစ်ကမ်းအနီးမြေနှိမ့်ဒေသများနဲ့မြေနူကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ AR မြေကြီးကိုမှီပြုနေထိုင်ရှာဖွေစားတောင်းနေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်မှရန်အတွက်တင်ပြပေးလိုက်ပါရစေ။ ပထမဦးစွာချင်းတွင်းမြေရေအခြေအနေများကိုတင်ပြပေးပါမယ်။18ရက်ဆယ်လ2025ရက်နေ့6နာရီခွဲချိန်တိုင်းထွားကြရာခန်တီမြို့ရဲ့မြေရေဟာအနှုတ်30စင်တီမီတာလေးလက်မှခံထက်ကြပါရယ်။မုံရမြို့ရဲ့မြေရေဟာအပေါင်း300စင်တီမီတာအတက်ကြမရှိရပ်တန့်နေပါရယ်။ချင်းတွင်းမြေရေအတက်ကြပုံမှန်နေထားခန့်မှာရှိနေပါမယ်။ထူးကဲမြေရေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိသေးပါဘူးခင်ဗျာ။ခန်တီမြို့ရဲ့မြေရေဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်းနေပါမယ်။ဟုံမလင်းမြို့ရဲ့မြေရေဖြစ်ဖြစ်ချင်းဆက်လက်ကြဆင်းနေပါမယ်။ ဖောင်းမြင့်မြို့မှာမြေရီဖြည့်ပြင်းချင်းဆက်လက်ကြဆင်းနေပါမယ်။မော်လိုင်းမြို့မှာမြေရီဖြည့်ပြင်းချင်းဆက်လက်ကြဆင်းနေပါမယ်။ကလေးဝမြို့မှာမြေရီဖြည့်ပြင်းချင်းဆက်လက်ကြဆင်းနေပါမယ်။မင်းကင်းမြို့မှာမြေရီဖြည့်ပြင်းချင်းဆက်လက်ကြဆင်းနေပါမယ်။ကဏီမြို့မှာမြေရီဖြည့်ပြင်းချင်းဆက်လက်ကြဆင်းနေပါမယ်။မုံရွာမြို့မှာမြေရီအတက်ကြမရှိရပ်တန့်နေပြီးယနေ့နေ့လယ်ပိုင်းမှာပြန်လည်ကြဆင်းနိုင်ပါတယ်။ဆက်လက်ပြီးတော့ AR မြေရီအခြေအနေများကိုတင်ပြပေးသွားပါမယ်။ဗမော်မြို့မှာမြေရီဖြည့်ပြင်းချင်းဆက်လက်ကြဆင်းနေပါမယ်။ ရွှေကူမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်ကြာဆင်းနေပါမယ်။ကတာမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်ကြာဆင်းနေပါမယ်။ထီးတိုင်းမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်ကြာဆင်းနေပါမယ်။တပိတ်ချင်းမြို့မှာမြေရည်အနည်းငယ်ထက်တက်နိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်နံနက်ပိုင်းတို့မှာပြန်လည်ကြာဆင်းနိုင်ပါတယ်။မန္တလေးမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်တက်နေပါဦးမယ်။စကိုင်းမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်တက်နေပါဦးမယ်။မြင်းမူမြို့မှာမြေရည်ဖြည့်ပြည့်ချင်းဆက်လက်တက်နေပါဦးမယ်။ပခုတ်ကူမြို့မှာမြေရည်အနည်းငယ်ထက်ကြနိုင်ပြီး ယနေ့ညပိုင်းနဲ့မနက်ဖြန်တနက်ပိုင်းတို့မှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ညအောင်မြို့မှာမြေကြီးအနေငယ်ထက်ကြနိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်တနက်ပိုင်းတို့မှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ချောင်းမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။မင်းမှုမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။မကွေးမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။အောင်လယ်မြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။ပြည်မြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။စိတ်တာမြို့မှာမြေကြီးဖြည်းဖြည်းချင်းဆက်လက်တက်နေပါအောင်မယ်။ င်္ဒရာမြို့မှာမြေကြီးအနှဲငယ်ထက်ကြနိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်နံနက်ပိုင်းတို့မှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ဇလုံမြို့မှာမြေကြီးအနှဲငယ်ထက်ကြနိုင်ပြီးမနက်ဖြန်နံနက်ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။အခုဆက်လက်ပြီးအော်တိုဘာလ16ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်ော်အခြေအနေကတော့ကပလီပင်လယ်ပြင်ဘင်္ဂလားပင်လယ်ော်ရှေ့တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ော်အနောက်လယ်ပိုင်းတို့မှာတိမ်အထင်အင့်မှတိမ်ထူထပ်နေပြီးကြံဘင်္ဂလားပင်လယ်ော်မှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပါတယ်။ နေ့ညနေထိခံမှန်းချက်ကတော့နေပြည်တော်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပါကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ကြရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကျကျနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကရားပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမုတ်ထစ်ချုံရွာပါမယ်။ရွာရံရာနှုံးပြဖြစ်ပါတယ်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေများကတော့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့ရှားရနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။မြမပင်လယ်ပြင်မှာတော့လိုင်းနေငယ်မှာလိုင်းအသင့်တင်ရှိပါမယ်။လိုင်းမြင့်မှာမြမကန်ရန်တချို့နဲ့ကန်လုံပင်လယ်ပြင်တို့မှာ၄ပေမှာ၆ပေခန့်ရှိနိုင်ပါတယ်။ နောက်နှစ်ရက်အတွက်ခံမှန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအရာဝတီတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာနေရာကျကျမိုးဆက်လက်အထစ်ချုံရွာပါမယ်။နေပြည်တော်နဲ့နေတဝိုက်တို့ရဲ့ယနေ့ညနေရှိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံး80ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတဝိုက်တို့ရဲ့ယနေ့ညနေထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ ွာရန်ယာနှုံးပြစ်ဖြစ်ပါတယ်။မန္တလေးမြို့နယ်နီဒဝိုက်တွက်ယနေ့ညနေထိခံမှန်းချက်ကတော့နေရကွက်ကြားမိုးထစ်ချုံရွာပါမယ်။ကျွာရန်ယာနှုံး80ဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနယ်စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့မှာမိုးဆက်လက်ရွာနေပါအောင်မယ်။အော်တိုဘလာ18ရက်မှာ19ရက်နေ့နနက်စောစောအတွင်းမိုးရွာသွန်းမှုခံမှန်းချက်များကတော့ရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်တောင်ပိုင်းမကွေးတိုင်းဒေသကြီးမြောက်ပိုင်းမန္တလေးတိုင်းဒေသကြီးအထက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်း AOD တိုင်းဒေသကြီးတောင်ပိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းတို့မှာနေရစိတ်စိတ်မိုးနှင်းငယ်မှာမိုးတင့်တင့်ရွာသွန်းနိုင်ပါတယ်။မိုးတိမ်တောင်အားကောင်းတဲ့ဒေသများမှာတော့နေရကွက်ကြားမိုးများနိုင်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအလဲပိုင်းနဲ့မကွေးတိုင်းဒေသကြီးတောင်ပိုင်းတို့မှာနေရကြဲကြဲမိုးရွာနိုင်ပြီးပဲခူးတိုင်းဒေသကြီးအနောက်ချမ်းကယားပြည်နယ်တနင်္သာရီတိုင်းဒေသကြီးတောင်ပိုင်းနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာနေရကွက်ကြားမိုးရွာနိုင်ပါတယ်။ အော်တိုဘလာ19ရက်မှ25ရက်တွင်မိုးအားဆက်လက်ညှော့နေနေပါမယ်။မိုးရွာတဲ့ဒေသတချို့ရှိနေမိပေမဲ့လည်းမိုးအားကောင်းတဲ့ဒေသတွေနေသွားတာတွေ့နေရပါတယ်။မိုးဒိန်တောင်ကြောင့်သာမိုးများနိုင်ခြင်းရှိနေပါတယ်။ဆက်လက်ပြီးတော့နေရာဆိတ်ဆိတ်မိုးရွာနိုင်တဲ့ဒေသနေသွားတဲ့နေရာကွက်ချားနဲ့နေရာကျဲကျဲသာရွာနိုင်ခြင်းရှိတဲ့ဒေသများနေပါမယ်။ယခုရက်ပိုင်းအရှိမောင်မုတ်တုံလေးစီတောင်တိုးဝင်လာခြင်းနဲ့အတူမိုးများဆက်လက်ကြွားသွန်းနေပါတယ်။တောင်တရုတ်ပင်လယ်ပြင်မှာလေးစီတောင်များကလည်း မြန်မာပြည်တောင်ပိုင်းနဲ့တောင်ဘက်ကနေကပလီပင်လယ်ပြင်ကိုစီးဝင်လာနေပါတယ်။အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းနဲ့ဆက်ဆက်ပြီးတော့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာလေထုမကြိမ်မသက်ဖြစ်နေပါတယ်။ပေါ်ပြပါလေထုအခြေအနေများကြောင့်မြန်မာပြည်မှာမိုးအားညော့လာတော့လေဒေသတချို့မိုးဆက်လက်ရွာနေပါဦးမယ်။မိုးလွန်ကာလမှာမိုးကြိုကာလကဲ့သို့ပဲတခါတရံမိုးတိမ်တောင်များအားကောင်းတတ်တာကြောင့်နေရာကွက်ကြားမိုးများတတ်ပါတယ်။အော်တိုဘလာ၁၈ရက်မှာအေယာဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး ရခိုင်ပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မကွေးတိုင်းဒေသကြီးမြောက်ပိုင်းမန္တလေးတိုင်းဒေသကြီးအထက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာမုန်းလွဲညနေပိုင်းများ၌မိုးဒိန်တောင်များဖြစ်ပေါ်နိုင်ပါသည်။ရန်ကုန်တိုင်းဒေသကြီးနဲ့အေရော်တီတိုင်းဒေသကြီးတို့တွင်ယနေ့လည်းမိုးဒိန်တောင်များဝင်ရောက်လာနိုင်ပါသည်။စောင့်ကြည့်ပြီးတော့အနီးကပ်ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါသည်။အားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာ။